ရှင်မသက်ခရဝဉ္ဇအခန်း6ဆပ်ပိုင်း25ကနေဖတ်ပါမယ်။ထိုးကြောင်ကဆိုဒီကအဘေတုတ်စားတော့ရမည်ဟုအသက်ဖို့မစိုးရင်ကြနဲ့။အဘေတုတ်ဝတ်ရမည်ဟုကိုဖို့မစိုးရင်ကြနဲ့။အစာထက်အသက်မြတ်တယ်မဟုတ်လို့အဝတ်ထက်ကိုမြတ်တယ်မဟုတ်လို့ပြောတာတွေ့ရတယ်။ဒါကတော့လောကမှာကျွန်တော်နေတဲ့အခါမှာနော်ကျွန်တော်ရဲ့စားဝတ်နေရလဲနော်စိုးရင်စရာရှိတယ်။ဟုတ်မလား။ ပြီးရင်ဘုရားသခင်ရဲ့ကယ်တင်ခြင်းစုကြည့်ရထရထားတဲ့သူဖြစ်တော့ကြောင့်ဘုရားသခင်ကိုလည်းယုံဖို့နော်စိတ်ချဖို့လောပြတ်မယ်အဲ့တော့ဘုရားနဲ့လောကနဲ့ကျွန်တော်တို့ကလွန်ဆွေးနေတယ်ဒီမှာတော့အပေါ်မှာတော့သခင်နှစ်ဦးရဲ့အစီဘုရားသခင်ရဲ့အစီကိုလည်းခံတယ်လောကီစည်းစိမ်ရဲ့အစီကိုလည်းခံတယ်ဆိုတော့ကတော့ကျွန်တော်တို့ကအဲလောကမှာ ဘုရားသခင်ယုံကြည်တယ်လဲပြောပေမဲ့လောကကိုလည်းအားကိုးတယ်ပတ်ဆောင်အားကိုးတယ်ကိုယ့်ရဲ့စီစဉ်ဥစ္စာအားကိုးတယ်အဲ့အတွက် စီစဉ်ဥစ္စာအတွက်ပတ်ဆံအတွက်အချိန်ကုန်တယ်ဟောပတ်ဆံကိုယ့်ရဲ့သခင်ဖြစ်သွားတယ်အေးအဲ့လိုတစ်ဖက်မှာလည်းဘုရားခင်ကိုယ့်ရဲ့သခင်ယေရှုခရစ်တော်ကနော်ကိုယ်ကယ်တင်တဲ့သခင်ဆိုပြီးတော့မှကျွန်တော်တို့ကနှစ်ဖက်လင်းနှစ်ဖက်နင်းတယ်လို့ဖြစ်နေတယ်အဲ့ဒါပါလေလို့ပြောရအောင် စိုးရင်လို့ဖြစ်တယ်ဘယ်လိုဝဲရမလဲဘယ်လိုစားရမလဲဆိုတော့စိုးရင်တော့ကရောက်စားဝတ်နေအတွက်စိုးရင်တော့ကရောက်တဲ့အတွက်တခင်ကနှုတ်ဖြစ်သွားတာတဲ့နော်နှုတ်ဖြစ်သွားတာအဲ့တော့ယေရှုကသူကအဝတ်ထက်ကိုမြတ်တယ်မဟုတ်ဘူးလားတဲ့အစားတောက်ထက်အသက်မြတ်တယ်မဟုတ်ဘူးလားတဲ့ဒါလိုပြောတယ်အဲ့တော့ပြောချင်တာကစားလို့အသက်ရှင်ရတာမဟုတ်ဘူးတဲ့ နော်အသက်ရှင်လို့စားရတာပါတဲ့အဲ့ဒါကြောင့်စားဖို့အတွက်နဲ့မစိုးရင်နဲ့နောက်ကွာတော့သူကအဝတ်ရှိလို့နော်ကိုရှိတာမဟုတ်ဘူးပေါ့ကိုခန္ဓာရှိလို့အဝတ်ကရှိရတာအဲ့တော့ဘုရားသခင်ကကျွန်တော်တို့အသက်ကိုပေးထားကိုခန္ဓာပေးထားရဆိုရင်အကုန်တောင်းယူရလို့ပြောချင်တာအဲ့ဒါမစိုးရင်နဲ့တဲ့သူလို့အားပေးတာဖြစ်တယ်အဲ့လိုအားပေးတဲ့ခါမှာကျွန်တော်တို့ခွာယူဖို့အတွက်ဘယ်မှာဘာဥမာနဲ့အားပေးလဲဆိုတော့ မိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်စုရှင်ရှင်ကြလော့ထိုငှက်တို့သည်မျိုးစစ်ကိုမဆိုင်မကျဲစပားကိုမရိပ်ကျင်၌မဆုမသွင်းတော်တော်လဲကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်သူတို့ကိုကြွေးမွေးတော်မူ၏ထိုစာငှက်တို့ထက်တင်တို့သည်အလွန်မြတ်သည်မဟုတ်လောအဘယ်သူသည် စွင့်ခြင်းအဖြစ်မိမိအသက်တာကိုတတောင်ခတ်မြတိုးပွားစေနိုင်သည်နော်အဲ့တော့ဘာနဲ့ကျွန်တော်ခွန်အားကိုယူခိုင်းလဲ စာငတ်နဲ့ခွာယူခိုင်းတယ်စာငတ်ကဘာမှမလုပ်တတ်ဘူးသူ့ရဲ့စာဝတ်နေအတွက်ပူပန်ခြင်းမရှိဘူးနော်စိုက်ပျိုးခြင်းမရှိဘူးရိတ်သိမ်းခြင်းမရှိဘူးဒါပေမဲ့သူမငတ်ဘူးတဲ့ဘုရားကကြွေးထားသည်သူစားနေရတာပါပဲတဲ့နော်အဲ့ဒါကြောင့်ဘာဖြစ်လို့မင်းတို့စိုးရိမ်ပါလဲဆိုစာငတ်ကိုကြည့်ပြီးခွာယူခိုင်းတယ်မိတ်ဆွေအဲ့တော့တဲ့ရဲ့စာဝတ်နေအတွက်စာငတ်ကိုကြည့်ပြီးခွာယူပါ စာငက်တောင်မှဘာမှမလုတ်တက်မကင်တက်နော်ကြိုတင်ပြီးစီမံချင်းမရှိမရှာဖွေတက်ပဲနဲ့စားနေရတာနော်အသက်ရှိလို့စားနေတယ်ဘယ်ဘောလို့ဖះအသက်ပေးထားတော့ဖះပဲအစာကိုပေးတယ်ဒီတော့အဲ့ဒါဆိုရင်နဲ့စာငက်တောင်ဖះမပစ်ထားပဲနဲ့ဒီလောက်ကယူဆိုင်မှာတော့နော်ဖះကသူ့ရဲ့တာသမီဖြစ်တဲ့တင့်ကိုဘလို့ပစ်ထားမှာလဲတဲ့ဘလို့အငတ်ထားမှာလဲတဲ့ဖះကိုပဲနော်နံပါတ်1ထားပါ အဲ့လိုပြောချင်တာစာငက်ကိုကြည့်ပြီးခွာယူပြီးတော့မှဖယောက်ကိုနံပါတ်၄ထားဖို့နော်ဆိုရင်တာကဖယောက်စော်ကရောက်ပါတယ်ဖယောက်ခင်မဆိုရင်ပါနဲ့လို့ချိန်ချိန်ပြောနေဆိုရင်တွေဆိုကြဲကဖယောက်မယုံကြည်ရစိတ်မချရောက်တာပေါ့ကိုရောဟုတ်ပါမလားဆိုတဲ့သဘောမျိုးတက်ရောက်နေတယ်အသက်တာမှာနော်ဒါကြောင့်စာငက်ကိုခွာယူပါနောက်တစ်ခွာတော့ဘာကိုခွာယူခိုင်းလဲဆိုတော့ အဝတ်အဖို့အဘဲတုတ်အဘဲကြောင့်ဆိုရရတနည်းတောနှင်းပင်တို့သည်အဘဲတုတ်သောအဖြင့်ကြီးပွားတွေကိုဆင်ခြင်အောင်မိကြလော့ထိုပင်တို့သည်အလုတ်လဲမလုတ်ခြေဖြစ်စီခြင်းကမညင်မဝင်တော်တော်လဲဘုံကြီးသောရှင်လုံးမြင့်ကြီးအဝတ်တော်သည်ထိုအပင်တပင်မြိုက်အဝတ်ကိုမမြီဟုငါဆို၏ယုံကြည်အားနေသောသူတို့ယနေ့အသက်ရှင်လက်နှစ်ဖြင့်မြို့ဝထဲတို့ရောက်တော် မြက်ပင်ကိုဘုရားသခင်သည်ထိုတုတ်တော်အဝတ်နဲ့ဖုံးလွှမ်းတော်မူလင်ထိုမြက်မကတင်းတို့ကိုအဝတ်နဲ့ဖုံးလွှမ်းတော်မူမည်မဟုတ်လောပြောရတွေ့ရတယ်။ဒါကတော့တော်နှင်းပင်နော်တော်နှင်းပင်ရဲ့အလှကိုသူကပြောချင်တာ။အဲ့တော့ဒီနေ့အသက်ရှင်နေမနေ့ဖြန်မှာမိထဲမှာတည်နိုင်တဲ့တော်နှင်းပင်တော်မှပဲတဲ့။ဘုရားကအဝတ်နဲ့ဖုံးလွှမ်းထားတာ။အဲ့အဝတ်ကဘလောက်လှတယ်လဲဆိုရင်တော့တဲ့။ ရှောလမုန်မင်းကြီးရဲ့အဝတ်ထက်တော်လှသေးတယ်။အဲ့လိုဖုံးလွှမ်းထားတာပါတဲ့။အဲ့ဒါဆိုမှတော့မင်းတို့ကိုနော်ကိုခန္ဓာပေးထားတဲ့ဘုရားသခင်ကအဝတ်မပေးဘဲနေပါမလားတဲ့။သူလိုပြောတာ။အဲ့တော့ဘာနဲ့အားယူရမလဲကျွန်တော်ခွန်အားယူရမလဲ။အဲ့ဒီတော်နှင်းပင်နော်နှင်းပင်ဟာလာကိုကြည့်ပြီးခွန်အားယူဖို့ဖြစ်တယ်။အော်ဘုရားသခင်ကနော် ငါဘလောက်ခက်ခဲမလဲငါဘလောက်အားနည်းမလဲငါဘလောက်အသုံးမချစေအောင်တော့ဖျားသခင်ကဒီနှင်းပင်လေးတောင်မှပဲရှောလမုန်အိဝတ်တဲ့အဝတ်ထက်လှပအောင်အလှဆင်ပေးထားတယ်ဒီပန်းပန်းပင်လေးတွေကိုဆိုတော့နော်ငါကသူတို့ထက်ပိုမြတ်တယ်မဟုတ်လားဖျားငါ့ကိုဘလို့အဝတ်မပေးပဲနေပါမလဲဆိုပြီးတော့မှဒီနေ့ဘလို့စားရမလဲဆိုတာကိုဘာနဲ့ခွာယူမလဲ စာငက်နဲ့ခွာယူပါဘလို့ဝတ်ရမလဲဆိုတော့ဘာနဲ့ခွာယူရမလဲတော့တော်နှင်းပန်းပင်လေးနဲ့ခွာယူပါပြောချင်တာကတော့ဘာမှမဟုတ်တဲ့ကိုရောက်တံပိုးနဲ့ကိုနဲ့ဘလို့မှနှိုင်းလို့မရအရာတွေတောင်မှပဲဖခင်ကပြစ်မထားဘူးဆိုရင်တော့ငါ့ကိုသူ့ရဲ့တာသမီဖြစ်တဲ့ငါ့ကိုဖခင်သခင်ပဲပြစ်ထားပါမလဲဆိုတော့မှခွာယူပါလို့ပြောချင်တာနော်ဒါကြောင့်ဘာမေဆွေဒီညစပြီးတော့မှ အပေါ်ကျင့်တော့ခွာอยู่နိုင်မှာမဟုတ်ဘူးနော်လောကကြီးမှာကိုယ့်ထက်အားနည်းတဲ့လူများစွာရှိတယ်ကိုကစားစရာရှိသေးတယ်တချို့စားစရာမရှိတဲ့လူများစွာရှိတယ်နော်ကိုကဝတ်စရာရှိသေးတယ်တချို့ဝတ်စရာမရှိတဲ့လူများစွာရှိတယ်ကိုကနေစရာရှိတယ်တချို့နေစရာမရှိတဲ့လူများစွာရှိတယ်ထုံမျက်မကဘာမှမလုပ်တတ်တဲ့ဘာမှတန်ဖို့မရှိတဲ့အရာတွေတောင်းဘုရားသခင်ကတောင်းဝန်ယူမှတော့ ငါ့ကိုဘုရားသခင်အပဲပြစ်ထားပါမလဲဒါကြောင့်ငါဘုရားသခင်ကိုနံပါတ်1ထားထားရမယ်နော်သခင်တို့ရဲ့စီကိုမခံဘူးဘုရားဝယ်နံပါတ်1ငါထားမယ်ဆိုပြီးတော့မှအောက်ပိုင်းဖတ်မယ်ဆိုအလုံးသိပါတော့နော်ဒီနေ့ဘုရားခင်နိုင်ငံတော်နဲ့ဖြောင့်မခြင်းတရားရှိဦးစွာရှာပါနောက်မှထွေရအောင်ပြေးမယ်ဒါလိုပြောပါတယ်ဒီနေ့ခွန်အားယူစရာနောက်တစ်ခုကတော့ဗာလဲပြောရင်တော့ ဒီကျေးဇူးတော်ပေါ့နော်ကျေးဇူးတော်ကိုကျေးဇူးတော်ချင်းမွန်းတက်ဖို့ဖြစ်တယ်အေးဆာလံ87စာပွဲ55မှာသူကဖြောင်းမတော်မူခြင်းနဲ့ကဲတင်တော်မူခြင်းကျေးဇူးကိုကျွန်ုပ်ဒီနေ့တိုင်းအစဉ်ညွှန်ကြားပါမည်ကျေးဇူးတော်ကိုရေတွက်၍မကုန်နိုင်ပါဘုရားခင်စီရနေကိုကျေးဇူးဘလောက်ခံစားခဲ့တယ်လဲဆိုရကိုပြန်ဆင်ခြင်းပါကျေးဇူးတော်ပြန်ရေတွက်ပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ခွာပေး အရင်တော့လည်းငါ့ကိုဘုရားသခင်ကဒီလိုမဆခဲ့တာအခုလည်းမဆအောင်မယ်ကိုယ်ခွန်အားပေးပါနော်လိုချင်တဲ့အရာတွေပဲရှစ်တိုင်းမတင်နဲ့အတိတ်ကဘုရားကကိုယ်ဘယ်လောက်ထိကြီးစုပြုတ်ခဲ့တယ်လဲဆိုတော့ရစ်တွက်ရစ်တွက်လည်းမကုန်အဲ့ဒါဆိုရင်အနာကမှလည်းပေးဦးမှာပဲအဲ့လိုခွန်အားယူတတ်ဖို့အရေးကြီးတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ခွန်အားယူဖို့ပြောချင်တာကတော့တန်းချက်လေးပေါ့နော်ရောမခန်း၈၀ပိုက်30နှစ်အလုံးလွတ်ရပါတယ် မိမိသားတော်ရင်ကိုမနှမျောပဲငါတို့ရှင်းသမျှဖို့စွန့်တော်မူသောသူသည်သားတော်နဲ့တကွခတ်သိမ်းသောအရာတို့ကို မပေးဘဲအဘယ်သို့နေတော်မူမည်နည်းဖျက်ခရီတော်ဖျက်ခရီတော်ကိုဆွဲပြီးတော့မှခွားယူပါဖျက်ကသူ့ရဲ့တပါးတီတော်သားတော်တော်မနှမျောပဲနဲ့ငါ့ကိုပေးမတော့ကြံတဲ့အရာငါလိုအပ်တဲ့အရာမပေးဘဲနေပါမလားလို့ပြောထားတယ်အဲ့လိုကြမ်းချက်လေးကိုလည်းခွားယူပါအပိချင်း နော်ဘုရားဂရိတော်ခွာอยู่ပါဒါကြောင့်ဓမ္မမိတ်ဆွေဒီနေ့အားပေးချင်ပါတယ်အချိန်တွေကောင်းချင်းမကောင်းချင်းနေနော်အားရတွေကြည့်ရင်တော့စစ်ပြတ်သွားလိမ့်မယ်ဘုရားဝဲတက်တက်ကြည့်ပါဘုရားကဘယ်လိုလုပ်နေလဲငါ့ကိုဘယ်လိုဆက်ဆက်နေလဲနော်ဘုရားဂရိတော်နဲ့ဘာရှိနေလဲနော်ဆိုပြီးတော့မှခွာอยู่ပါ ခုနယေရှုကခွာอยู่ခိုင်းတဲ့နော်စာငက် နော်သူတော်စားနေရတော့ဖျက်ကျွေးနေမှာတော့ငါ့ကိုမကျွေးပဲနေပါမလားတောင်းနေပန်းလေးနော်အဲ့တော့ခဏပါနေအောင်ဘုရားသခင်ကကယူဆိုင်မှာတော့အဝတ်နဲ့ဖုံးလမ်းမှာတော့ငါ့ကိုနော်ဝတ်ဆရာမပေးပဲနေပါမလားဟုတ်နော်ဘာဖြစ်လို့ငါဆောက်ဝင်နေပူပွင့်ရမှာလဲဆောက်ဝင်နေအတွက်ငါဘောက်ဆိုးရင်ရမှာလဲခွာပေးပါကိုဝိုင်းယူပါနော်ပြင်းလဲပါလဲအိုးအပေါ်နော်သူများတကူတဲ့ ကောင်းစားတဲ့သူတွေကြည့်မဲ့စားဩအောက်ကိုငုံကြည့်လိုက်ပါ အထင်သေးဘူးပြောတော့မဟုတ်ဘူးเนาะငါငါ့ကိုဘုရားသခင်ကကြည့်နေတာပဲဆိုတော့တတိယပြေခွန်အားယူပါပြီးရင်တော့ရှေးတော့ရေထွက်ပါဟုတ်နော်ဘုရားကဘလောက်ထိငါ့ကိုကြီးစုပြုတ်ခဲ့လဲထာဝရတက်တောင်ပေးတယ်မိသားတော်ရင်တောင်ပေးတာဟုတ်နော်ပေးခဲ့တယ်အခုထိလဲကြီးစုပြုတ်နေတော့မယ်နော်အဲ့တော့ တတော်ရင်တော့ပေးမတော့ခတ်သိမ်းတော့အရာတို့မပေးဘဲနေပါမလားဆိုရမခွာอยู่ပါဖခင်ခရစ်တော်မှာအဲ့ဒါဆိုရင်တော့ဘလို့အချိန်နေတဲ့တွေ့တွေ့သင်ဟာအစင်ပဲခွာကြီးတော်သူဖြစ်လိမ့်မယ်လို့ခွာပေးနေနေကုန်ချုပ်ပါရဖခင်ခင်နေတဲ့အလုံးကောင်းချီးပေးပါစေတော့အာမင်